နယ်စပ်မှာစစ်အင်အားဖြည့်တင်းမှုတွေလှုပ်ဆောင်နေတယ်လို့အပြန်အလှန်ဆွဆဲနေကြတဲ့ထိုင်းနဲ့ကမ်ဘောဒီးယားတို့ဒီဇင်ဘာလ၈ရက်နေ့မနက်ပိုင်းကနေစလို့တိုက်ပွဲပြန်လည်ဖြစ်ပွားနေတယ်လို့ထိုင်းသတင်းတွေကဖော်ပြထားပါတယ်။ထိုင်းဘက်ကတော့ဒီတိုက်ခိုက်မှုတွေဟာကမ်ဘောဒီးယားကနယ်စပ်မှာစစ်အင်အားဖြည့်တင်းပြီးလက်နက်ကြီးတွေပစ်ခတ်တာကြောင့်ထိုင်းလေတပ်ကတုံ့ပြန်လာလို့ပြောဆိုထားပါတယ်။ကမ်ဘောဒီးယားတာဝန်ရှိသူတွေကထိုင်းလေတပ်က F60 တိုက်လေယာဉ်နဲ့စတင်ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ် ထိုင်းလီတဲရဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေကြောင့်ကမ်မောရီးယားအယက်သား၄ဦးသေဆုံးပြီးနောက်ထပ်၉ဦးဒဏ်ရာရတယ်လို့ကမ်မောရီးယားပြန်ကြားရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ကမ်မောရီးယားဘက်ကပြစ်ခတ်မှုကြောင့်ထိုင်းစစ်သား၂ဦးသေဆုံးပြီးနောက်ထပ်၄ဦးဒဏ်ရာရတယ်လို့ထိုင်းဘက်ကပြောပါတယ်။ထိုင်းဝန်ကြီးချုပ်အနူတင်ချန်ပီယံကူးကတော့ကမ်မောရီးယားဟာတနင်္လာနေ့ကလေးကစစ်ရေးလှုပ်ရှားမှုတွေလှုပ်ဆောင်ခဲ့တာဖြစ်ပြီးထိုင်းအနေနဲ့လိုအပ်တဲ့တုံ့ပြန်မှုတွေလှုပ်ဆောင်သွားမယ်လို့တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးပြောကြားခဲ့ပါတယ်။ လိုအပ်တဲ့စစ်စင်ရေးတွေလှုပ်ဆောင်သွားဖို့ထိုင်းအနေနဲ့အသင့်ရှိနေတယ်လို့လည်းသူကပြောပါတယ်။ပြီးခဲ့တဲ့ဇူလိုင်လ9ရက်နေ့ထိုင်းနဲ့ကမ်ဘောဒီးယားတို့ဟာ9ရက်အကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီးအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့မလေးရှားဝန်ကြီးချုပ်တို့ရဲ့ဂျောင်းဝင်စစ်ဆက်မှုကြောင့်အပြစ်ခတ်ရဆဲခဲ့ပါတယ်။ပြီးခဲ့တဲ့အောက်တိုဘာ28မှာကျင်းပတဲ့အာဆီယံထိပ်သီးအစည်းအဝေးမှာလည်းဒေါ်နယ်ထရန့်ကိုတက်သေးထားပြီးထိုင်းနဲ့ကမ်ဘောဒီးယားဝန်ကြီးချုပ်တွေအပြစ်ခတ်ရဆဲရေးလက်မှတ်ထိုးခဲ့တာပါ